ောင်းနှောမျိုးနဲ့အတွင်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့်စိုးရင်ထိတ်လန့်ပြီးနေရဲစွန်ခွာထွက်ပြေးလာသူများခိုးလုံနေတဲ့ကယ်ဆယ်ရေးစခန်းတို့11 Media Group နဲ့စေတနာရှင်များမှအော်တိုဘာလ20ရက်နေ့ကငွေကျပ်သိန်း30လူရန်ခဲ့ပါတယ်။အဆိုပါမောင်နှောမျိုးတသနာပိမှန်မှာဖွင့်လှစ်ထားတဲ့ကယ်ဆယ်ရေးစခန်းမှာမောင်တော်မြောက်ပိုင်းမှာပိတ်မိနေတဲ့ကျေးရွာများဖြစ်တဲ့ချန်ပင်စပယ်ပင်ရင်ကပ်ပကောင် ရေမြတ်တောင်ဘာဝစ်ချောင်းကျေးရွာများမှာလူဦးရေ148ဦးတို့ခိုးလုံရောက်ရှိနေရဖြစ်ပါတယ်။ ်အဆိုပါဒုက္ခသည်များအတွက်တနေတာအတွက်ကျွေးမွေးစရိတ်မှာနှစ်သိန်းကျော်ကုန်ကြနေပြီး၎င်းတို့အတွက်15ရက်စာသိန်း30လှူဒန်းခဲ့ပြီးအရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့မှတော့မှလက်ခံခဲ့ကဂုံပြူလက်မှတ်ပြန်လည်ပေးအပ်ခဲ့ပါတယ် ဆက်လက်ပြီး11 Media Group နဲ့စေတနာရှင်များမှမောင်တော်မျိုးပေါ်ရှိကဲဆဲရေးစခန်း၃ခုနဲ့ဘူးတိတောင်မျိုးပေါ်ရှိကဲဆဲရေးစခန်း၁ခုစုစုပေါင်းကဲဆဲရေးစခန်း၄ခုတို့ငွေကျပ်350ထပ်မံလှူဒန်းသွားမှာဖြစ်ပါတယ်။အကြံဖတ်တိုက်ခိုက်မှုတွေကြောင့်မောင်တော်ခရိုင်အတွင်းကဲဆဲရေးစခန်း၄ခုမှာနေရွှန့်ခွာသူစုစုပေါင်း2000ကျော်ခိုလုံလျက်ရှိပါတယ်။